ုတ်ကဲ့ပါအာဆိုတော့နောက်မေကွန်ဘက်ကိုလှည့်ရရင်ကျွန်တော်တို့ဒီတစ်ဖက်မှာစစ်ကောင်စီကအခုမေလ31ရက်နေ့အထိငလင်ကိုအကြောင်းပြပြီးတော့ဗျာယာယီအပြစ်ရက်တယ်လို့သူတို့ဘက်ကကြေညာတယ်ဒါမှမဟုတ်လဲတိတ်မကြသေးခင်ကကျွန်တော်တို့ဒီအားလုံးသိတဲ့အတိုင်းအိုထင်းခွင်းကြေးရွာကိုဘုံကျဲတဲ့ဖြစ်စဉ်မှာအဲကလေးတွေလည်းအမြောက်များတည်ဆုံကြတာကိုကျွန်တော်တို့မြင်တွေ့ရတာပေါ့အကိုရဆိုတော့ရှေ့မှာလည်းဗစီကြီးဖြစ်ရဲ့အပါဝင်ကျွန်တော်ဒီစစ်တပ်ကရာဇဝတ်မှုတွေတောက်လျှောက်ကျူးလွန်နေတာကိုလည်းကျွန်တော်တို့အားလုံးမြင်တွေ့နေရတာပေါ့လीဆိုတော့ အယုံကြီးကလည်းဒီရာဇဝတ်မှုတွေကိုနိုင်ငံတကာကအရေးယူပါဆိုပြီးတော့တောက်လျှောက်ပြောနေတယ်တဖက်မှာလည်းအကြံဖက်စစ်တပ်ကလုံးဝရက်မသွားဘူးဆိုတော့သူတို့ကိုဒီစစ်ရာဇဝတ်မှုကျူးလွန်ဓာရီရက်တက်မှုကဘယ်လိုမျိုးလုံးဝရက်နိုင်မလဲအာအယုံကြီးကရောဘယ်လိုအဖြစ်ရှာနေတယ်လဲခင်ဗျာဟုတ်ကဲ့ဟွာပေါ့နော်ဒီခုနဆရာပြောသွားတာလည်းမှန်ပါတယ်တဖက်မှာ on paper ရတော့အဲ့တော့အပြစ်ခတ်ရဆဲတယ်ပေါ့နော်ဒါပေမဲ့တကယ် on ground မှာတော့ ကျွန်တော်တို့ကဘာမှဟိုပိုတောင်ဆိုးလာသေးတယ်မှန်တိုင်းပြောရရင်เนาะပိုတောင်ဆိုးလာသေးတယ်ကျွန်တော်တို့ဒီ MOHR ကထုတ်ထားတဲ့ data dashboard မှာဆိုရင်ဒါ2023 January ကနေပြီးတော့2025 May လ12ရက်နေ့အထိကိုပဲလေရောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2000 2689ခုဖြစ်ခဲ့တယ်အဲ့ပြီးတော့တေဆုံးသူ3043ရှိခဲ့တယ်เนาะအဲ့ထဲမှာ section 2ရောက်ကလေး442ဦးပါတယ်ပေါ့เนาะအဲ့အဲ့မှာမှ အာအသက်အရွယ်ပိုင်းခြားလို့မရတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်။ဘာတချို့ဘုံနေဆိုရင်လုံးဝအစနာကိုပျောက်ထွက်သွားတဲ့ဟာမျိုးတွေပေါ့နော်။အဲ့တော့ဒီဒါကတော့လေရောက်တိုက်ခိုက်မှုတစ်ခုပဲရှိသေးတယ်။အဲအဲ့ဒါအပြင်ကတော့လက်နက်ကြီးနဲ့ပစ်တာတွေအဲနောက်ပြီးတော့အခြားသောဒီစစ်ကြောင်းထိုးပြီးတော့ရွာတွေမိရှို့တာတွေဒါတွေလည်းရှိနေတယ်ပေါ့နော်။ရှိနေတယ်။ဒါတွေကတော့အဲလက်တွေ့လက်တွေ့မြေပြင် on ground မှာဖြစ်နေတဲ့အခြေအနေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကလည်းဒီဟာတွေကို အဲရက်ရက်တန့်စီချင်ပါတယ်ဒီနေ့ဆိုဒီနေ့ရက်ဒီနေ့ကောင်းလေပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနေ့နေ့စဉ်ရက်ဆက်ကိုဒီဟာတွေကတရက်မှမပြတ်ဘူးပြကျွန်တော်တို့ရှိလို့သတင်းတွေလည်းတောက်လျှောက်ဝင်တယ်ဘယ်နေရာမှာတော့ဘုံကျဲခံလိုက်ရပြန်ပြီဘယ်နေရာမှာတော့လက်နက်ကြီးထိပြန်ပြီဖြစ်လိုက်ပြီဆိုရင်လည်းပြည်သူတွေပဲအဓိကတေးချေပျက်စီးကြရတာပေါ့နော်အဲ့တော့ဒီအခြေအနေတွေအတွက်ကတေးကြတာတခုကတော့တခုခုလှုပ်လိုက်ယုံနေတော့ရက်သွားမှာမဟုတ်ဘူးဒီတော်လန်ကြီးအောင်မှပဲရက်မှာပဲဗျာ เนาะအဲ့တော့ရှင်းရှင်းလေးလေးပြောရရင်တော့တော်လန်ရေးကိုအမြန်အောင်ကျွန်တော်တို့စူးစမ်းဖို့ပဲအဲ့တော့တော်လန်ရေးကိုအောင်မယ်ဆိုတဲ့အနေထားမှာလည်းရှေ့မှာဆွေးနွေးခဲ့ပြီးသလိုပဲစစ်တပ်ကတော့ငါတို့ဟိုဘာမှမလုပ်ပဲတော့ငါတို့အရှုံးပေးပါပြီဆိုပြီးတော့လက်နက်ချပါမှာမဟုတ်ဘူးအဲ့ခုနကကျွန်တော်တို့ပြောသူဖိအားမျိုးစုံပေါ့နော်ဖိအားမျိုးစုံစစ်ရေးဖိအားကျွန်တော်တို့ပေးဖို့ဒါတောက်လျှောက်နေစဉ်နေစဉ်မပြတ်ကျွန်တော်တို့ပြင်ဆင်နေတယ်အဲ့တော့စစ်ကလည်းကျွန်တော်တို့ကတော့ စစ်ကိုအနိုင်အောင်တိုက်ချင်ဆုံးနေထဲမှာကျွန်တော်တို့လည်းပါပါတယ်။နော်အဲ့တော့ပြည်သူတွေလည်းအနိုင်အောင်တိုက်ချင်ကြမှာပဲ။ကျွန်တော်တို့လည်းဒီဒီထဲမှာပါပါတယ်ပေါ့နော်။အဲ့တော့ဒါမှမဟုတ်လည်းစစ်စစ်ပွဲတစ်ပွဲဆိုတဲ့ကိစ္စနောက်ပြီးတော့ဒီစစ်မျိုးတစ်မျိုးတိမ့်နေဆိုတဲ့ကိစ္စတွေရလည်းပဲဒါအရင်နေ့တွေအများကြီးဒါပေးဆက်ပြီးတော့ဒါလောက်ကန်တပွဲတစ်ပွဲတိုက်ပြီးပြီဆိုရင်နောက်တစ်ပွဲအတွက်ကိုပြင်ရဆင်ရတာတွေလည်းကျွန်တော်တို့ရှိနေတယ်ပေါ့နော်။အဲ့တော့ပြောချင်တာတော့ခုနကလိုကိစ္စမျိုးတွေရက်တက်မှုကတော့တော်လန်ရေးကြီးအောင်မှပဲကျွန်တော်တို့ရမှာဖြစ်တယ်။အဲ့တော့စစ်တပ်ကိုဖက်ဖက်ကနေ ဆက်လက်ပြီးတော့ဒါဖိအားပေးဖို့လဲ NUG ကအပြင်းအထန်ကျွန်တော်တို့ဒါစူးစမ်းနေတယ်။နော်အဲ့တော့ NUG တင် NUG တဖွဲ့လဲစူးစမ်းအောင်လဲတော့ကျွန်တော်တို့မရဘူး။ကျွန်တော်တိုင်းသားဒေါ်လာအစုတွေအားလုံးလဲဒါစူးစမ်းကြကြကြရမယ်။နော်စူးစမ်းစူးစမ်းနေကြပါလေ။အခုလဲ NUG တခုလဲလုံနေတဲ့ဒေါ်လာရေမဟုတ်ပါဘူးနော်။အဲ့တော့အကောင်လုံးကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့ညီညွတ်ညွတ်နဲ့စူးစမ်းနိုင်နေဆိုရင်တော့ဒါတွေကဒါရက်တန့်သွားမယ့်အခြေအနေမျိုးဖြစ်ပါတယ်။အဲ့တော့အဲ့မှာမှနောက်တစ်ခုပေါ့နော်။နောက်တစ်ခုထပ်ပြောချင်တာကကစာထုတ်တယ်ဆိုတဲ့ကိစ္စပေါ့ အဲ့တော့စာထုတ်တယ်ဆိုတဲ့ကိစ္စကလည်းဒါလိုအပ်လို့ကျွန်တော်တို့ဒါလောက်ကင်ဆောင်ရွက်နေရတာဖြစ်တယ်ခုနကအဖက်ဖက်ကဖိအားပေးတယ်ဆိုတော့အဲ့ဒါပါเนาะကျွန်တော်တို့ကတော့ဒါကဘာကြီးက globalization ဖြစ်နေပြီဗျာเนาะဟိုကဘာကဘာနိုင်ငံတစ်ခုခုကမြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကိုတည်တည်ချာချာမသိမြင်ဘဲနဲ့သူတို့အမှားမှားမှားယွင်းယွင်းလှုပ်လိုက်ပြီးဆိုရင်အဲ့ဒါကျွန်တော်တို့အရန်ထိတယ်ဗျာအခုပဲကျွန်တော်တို့ခံနေရတယ်လေเนาะအခုပဲတချို့နိုင်ငံတွေကစစ်တပ်ကိုထောက်ခံတယ်စစ်တပ်ကိုပံ့ပိုးတယ်မြန်မာပြည်သူတွေဘက်ကမရက်တည်ဘူးအဲ့တော့ဒီလိုအခြေအနေမျိုးတွေက ဟိုတို့တကယ်မသိတာလည်းဖြစ်နိုင်တယ်တို့မသိကြအောင်ဆောင်တာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့တွေကကျွန်တော်တို့နိုင်ငံမှာဘာဖြစ်နေလဲ what is happening in Myanmar နော်ကိုယ်နိုင်ငံမှာဘာဖြစ်နေလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့တွေထပ်ခါထပ်ခါနီလန်းပေါင်းစုံနဲ့ပြောနေဖို့လိုပါတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေအခုကြေညာချက်ထုတ်တယ်ဆိုတာပြည်သူလူထုကိုကျွန်တော်တို့သတင်းစကားပေးရတယ်မကောက်ဘူးနိုင်ငံတကာကိုကျွန်တော်တို့သတင်းစကားပေးတာလေဒါနဲ့ပဲလုပ်နေရတာပါ ကျွန်တော်တို့ထွက်ထွက်ပြောနေကျွန်တော်တို့ကျွန်တော်ပြောရေးဆိုခွင့်ရှိသူတခါတခါကျတော့ဟိုရင်ဘတ်ထဲမှာအောက်လေစကားတွေပဲပြောနေတော့ကျွန်တော်အလုပ်ကစကားပြောရတယ်လို့လေအဲ့တော့ဒါရီယာလေးပဲတော်လန်ကြီးတော်လန်ကြီးမှာဗျာဟိုအားလုံးကကိုကြအတာဝန်တွေထမ်းဆောင်နေကြရတယ်အဲ့တော့ဟိုဒီထဲမှာအရေးကြီးဆုံးကတော့စစ်ရေးကတော့ဒါအရေးကြီးဆုံးဆိုတာမှန်မိမဲ့လေပဲသူကဏ္ဍလိုက်ကဏ္ဍလိုက်မှာဒါအလုပ်တွေလုပ်နေကြရတယ်ပေါ့နော်အဲ့တော့ပြောချင်တာက NUG စာထုတ်တယ်ဆိုတဲ့သဘောတရားကလည်းဒါပါပဲ ဟိုတိပါတယ်ကျွန်တော်တို့ဒီလိုစာထုတ်ပြီးတောင်းတောင်းဆိုလိုက်ုံနဲ့တော့ဘယ်နိုင်ငံမှာတော့လာပြီးတော့တော့ကျွန်တော်တို့တောင်းဆိုတာတွေကိုလုတ်ပေးမှာမဟုတ်ဘူးအဲ့တော့အဲ့အဲ့ဒီတောင်းဆိုုံနေလည်းမဟုတ်ပါဘူးเนาะနိုင်ငံတကာမှာတရားစွဲနိုင်မှုဆိုတဲ့ကိစ္စကဟိုစင်ညာစင်ညာချက်တဲမှာထုတ်ပြီးတော့ထည့်ပြီးတော့ရေးလိုက်အောင်လည်းတော့အဲ့နိုင်ငံကလာလီဆွဲပေးမယ်ဆိုတာမျိုးမဟုတ်ဘူးလေเนาะအဲ့တော့ဘာလို့ပါလဲဆိုတော့ကျွန်တော်တို့မှာဖြစ်စဉ်တွေဖြစ်တိုင်းမှာချက်လက်တွေစုဆောင်းရတယ်เนาะ data တွေရှာဖွေရတယ် evidence တွေစုရတယ်ပြီးရင်ဒါတွေအကုန်လုံးကို filing လုပ်ပြီးတော့ဒါဒါတောက်လျှောက်ကျွန်တော်တို့လုပ်နေတဲ့အလုပ်เนาะဒါပြီးခဲ့တဲ့ အိုးဒိန်နေကိစ္စမှာဆိုရင်လည်းပဲကျွန်တော်တို့တွေဒါဒါပြစ်သွားတဲ့ဘုံအစအနာတွေကျွန်တော်တို့တရားစုထားတယ်ပြီးရင်အဲကြာဆုံးတဲ့အဲတိတ်ဆုံးတဲ့သူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးကျွန်တော်တို့တရားကောက်ကောက်ယူတယ်ပြီးရင် evidence တွေပေါ့နော်ဒီမျက်မြင်သက်သေတွေရဲ့အတန်ဖိုင်တွေဗီဒီယိုဖိုင်တွေဒါတွေအကုန်လုံးကျွန်တော်တို့ယူတယ်ပြီးရင်အဲ့ဒါတွေက finally case တိုင်း case တိုင်းမှာ file ရှိတယ်နော်ကျွန်တော်တို့ဒီကျူးလွန်ခဲ့တဲ့သူတွေခင်ဗျားတို့လွယ်လွယ်နဲ့ပြီးသွားမယ်လို့တော့မထင်နဲ့ဒီခင်ဗျားတို့တယောက် တူဦးတယောက်ပြည်သူတူဦးတယောက်ကိုတတ်တာလဲဒါ case ပဲအဲ့ဒီ case ဆိုင် case ဆိုင်မှာကျွန်တော်တို့မှာ filing ရှိတယ်တွေ့ရှိချက်တွေရှိတယ်သူတို့ကသူတို့ကြိုက်သလိုလိန်ပြကျွန်တော်တို့ MRTB ကလည်းလိန်တာပဲမြောက်ရီကလည်းလိန်တာပဲနောက် lobby တွေကလည်းလိန်တာပဲသူကကြိုက်သလိုလိန်ဒါပေမဲ့ဒီဘက်မှာ evidence တွေအခိုင်အမာရှိထားပြီးသားနောက်အဲ့တော့အဲ့ဒါတွေအကုန်လုံးကလည်းဒီတိုင်းပြီးတော့မဟုတ်ဘူးအခုကနိုင်ငံတကာမှာလည်းပဲတရားစွဲမှာဖြစ်လို့နိုင်ငံတကာကိုပဲကျွန်တော်တို့ကတော့အားကိုးနေတာမဟုတ်ဘူး ကျွန်တော်တော်လန်ရေးအောင်တဲ့အချိန်ကျရင်တစ်ချိန်ရင်ကျရင်ကျွန်တော်တို့ခုနကနိုင်ငံရေးဥတီချက်6ချက်ထဲမှာအဲ့ဒါထည့်ထားတာနံပါတ်6ထည့်ထားတာလက္ခဏာထည့်ထားမှာ transitional justice တကယ်ခံရတဲ့သူတွေရဲ့เนาะကျွန်တော်တို့သူတွေအတွက်ပေါ့เนาะတရားမျှတမှုကိုပြန်လဲရယူနိုင်မှုအတွက်ကကျွန်တော်တို့အဲ့ filing တွေကျွန်တော်တို့အကုန်လုံးပြန်ဖွင့်ရမှာเนาะပြန်လှမ်းရမှာပြီးတဲ့အခါမှာကျူးလွန်ခဲ့တဲ့သူတွေကိုကျွန်တော်တို့ထိရောက်တဲ့အပြစ်ပေးရမှာပေါ့เนาะဒါကတော်လန်ရေးအောင်မှာအခုတော်လန်ရေးမအောင်သေးတဲ့အချိန်မှာလဲပဲကျွန်တော်တို့ကတော့တဖြည်းဖြည်းနဲ့စိုးမိုးထိန်းချုပ်နေမိဆိုတာကျွန်တော်တို့ရှိလာပြီ ကျွန်တော်တို့ဖမ်းထားတဲ့သူတွေလည်းရှိတယ်။ကျွန်တော်တို့ဖမ်းထားတဲ့လူတွေရှိတယ်။အဲ့လူတွေဆိုရင်လည်းပဲသူတို့ကျူးလွန်ခဲ့တဲ့ကျူးလွန်မှုအပေါ်မှာသူတို့တွေထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေကိုဒါခံရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ပြောချင်တာကတော့အာကျွန်တော်တို့ဗတ်ပေါင်းဆောင်ကနေပြီးတော့ဒီဒေါ်လာရင်းကိုအောင်မှုကျွန်တော်တို့ဒါလောက်ကန်ဆောင်ရွက်နေတယ်။အဲ့တော့တချို့ကိစ္စတွေကလည်းပဲကျွန်တော်တို့လိုအပ်လို့ပေါ့နော်။ဒီအခြားသောစစ်မျက်နှာတွေကနေပြီးတော့ဒါလိုအပ်တဲ့အနေအထားမျိုးဖြစ်တဲ့ကြောင့်မို့ဒါလောက်ကန်ဆောင်ရွက်ရတာဖြစ်တယ်ဆိုတာလေးလည်းရှင်းပြချင်ပါတယ်။ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့တစ်ဆက်ထဲမှာပဲပေါ့လေ ဒီဥရင်းဝင်းကြေးရောက်ကစာတင်ကြောင်းဘုံကျဲခံရပြီးတဲ့နောက်မှာအဲကျွန်တော်ဒီတော်လိုင်းကြီးနေမြေတွေမှာရှိတဲ့စာတင်ကြောင်းတွေအာယာယီပိတ်တာမျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီဂျာကာလာစာတင်ကြောင်းကခလေးတွေရဲ့ပညာရေးကိုဘယ်လိုများဆက်လုပ်ကြမလဲဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီအမှန်တမ်းပြောရရင်တော့ဒီအိုဒိန်တွင်ရောဖြစ်စဉ်မဖြစ်ခင်ကတည်းကပေါ့နော်ကျွန်တော်တို့ကြောင်းတွေကဒါအာအဲ့အဲ့လိုမျိုးဘယ်လိုခေါ်မလဲတကယ် ဒီအဲကြောင်းလို့ရှိနေတဲ့ဒီနေရာတွေမှာမတင်ကြဘူးပေါ့နော်မတင်ကြဘူးဟိုမှာကလေးပညာရေးရတော့ဗျာကျွန်တော်တို့ကတော့နောက်ကျခံလို့မဖြစ်ဘူးဗျာနော်မဖြစ်ဘူးဘာလို့လဲဆိုတော့ဒီပညာရေးရကျွန်တော်တို့ကနောက်ကျသွားပြီဆိုရင်နောက်အနာဂတ်အတွက်ပါကျွန်တော်တို့အများကြီးဒါဆိုးကျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အစင်ပြေသလိုကျုံရင်ကျုံသလိုကျွန်တော်တို့ကတော့စာအုပ်တော့တင်ကြရတာပဲအဲ့တော့အဲ့ဒီချိန်ဆိုအုတ်တိန်တွင်းရောကိစ္စဆိုလဲဒါပုံမှန်အဖြစ်ဆိုတော့ចောင်းပိတ်ရက်ပေါ့ဗျာနော်အဲဒါမှလည်းကျွန်တော်တို့ကចောင်းပိတ်ရက်ဆိုရင်လည်းကျွန်တော်တို့ကပိတ်လို့မရဘူး နော်အဲ့တော့ပုံမှန်အကြောင်းဖွင့်ရဆိုရင်လည်းကျွန်တော်တို့ကပိတ်ရင်ပိတ်ထားရတာအဲ့လိုမျိုးတွေပေါ့နော်ဘာလို့စစ်တပ်ကတောက်လျှောက်ဘုံနေလဲကျဲနေတယ်စစ်ကြောင်းထူရာတွေလည်းရှိတယ်အဲ့ခါကျတော့ကျွန်တော်တို့ကအပုံမှန်လဲပတ်နေတဲ့ဒီအကြောင်းအချိန်စရာအတိုင်းကျွန်တော်တို့ကအတင်ရတာမဟုတ်ဘဲနဲ့အဲ့လိုနွေရာသီမှာလည်းပဲကျွန်တော်တို့ကအကြောင်းဖွင့်နေရတဲ့အခြေအနေမျိုးတွေရှိတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကတော့အာအဲ့လိုမျိုးအကြောင်းဆိုတဲ့တီနေရာကြီးတွေမှာအကြောင်းနေရဲ့ဒီ location တွေကအမှန်တမ်းပြောရင်တော့ပောက်ထားပြီးသားဗျပောက်ထားပြီးသားဗျာနောက်ပြီးတော့အဲ့နေရာကိုလည်းကြောင်းမှန်းတိတိနဲ့ကျဲတာเนาะအဲ့ဒါအကြမ်းဖက်စစ်တပ်ဘက်မှာက ကျောင်းနေရဲ့ location နဲ့ဆေးရုံရဲ့ location နဲ့သူတို့မှအကုန်ရှိတယ်။အဲ့တော့ဒီနေရာကိုတမင်ဆက်ကျောင်းမန်းကြည့်တည့်ရတဲ့ကိုတမင်ဆက်ကကျဲတာပေါ့။အဲ့တော့ကျွန်တော်တို့ကဒီကျောင်းလို့ဆိုတဲ့နေရာတွေမှာဒါဒါဆရာကြီးဒေါက်တာဇော်ဝေဆိုလည်းပြောခဲ့ပါတယ်နော်။ကျောင်းနေပညာကတော့သင်ရမယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့အသက်အန္တရာယ်အရေးကြီးဆုံးပဲ။အဲ့တော့အသက်မသေးဘူးက first priority ။နော်အဲ့တော့ကျောင်းဟိုပညာဟိုသင်ကြားဖို့က second priority လို့တော့ဆရာကပြောတယ်ပေါ့နော်။အခုအသက်တွေတည်သွားကြတော့လေကျွန်တော်တို့ တက်ထားတဲ့ပညာတွေဘာသွားလုပ်လို့ရတော့မှာเนาะဒီလိုအခြေအနေမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အသက်မသေဖို့အရေးကြီးတယ်ဆိုပြီးတော့ဒီလိုမျိုးကြောင်းအခန်းတွေကြောင်းအဆောက်အုံတွေမှာစာမတင်ကြဖို့ဆိုတာမျိုးလဲ MOE ဘက်ကညွှန်ကြားထားတယ်လို့ကျွန်တော်ကတော့သိထားတယ်အဲ့လိုပဲစစ်တပ် lobby တွေအဲဝါရဖြန့်နေတယ်လို့မျိုးလိန်ညာနေတယ်လို့မျိုးဘာ PDF မှလည်းရှိမနေဘူးเนาะဒါလည်းပဲ MOE ကကျွန်တော်တို့တရားဝင်ကျွန်တော်တို့ဒါညွှန်ကြားချက်ထုတ်ထားပြီးသားဘာလက်နက်ကင်တပ်ဖွဲ့မှကြောင်းနေဦး တက်ဆွဲဖို့နေတာဗျာဆရာကြီးပြောတဲ့အထက်မှာဆိုရှင်းပါတယ်နော်ဒီ uniform ဝတ်ပြီးတော့ကျောင်းထဲဝင်ဝင်မရှိဘူးဆိုတာမျိုးပြောခဲ့တာရှိတယ်သူတို့တွေ live ဖွားနေတဲ့ပုံတွေကဟိုတော်လိုင်းကြီးဟိုဆက်ဆက်ချင်းတော့ကကျွန်တော်တို့ထိမို့ကျောင်းမို့ခတ်တဲ့အချိန်တွေမျိုးအချိန်တွေကပုံတွေတပ်ပုံတွေလည်းဒါဖွားနေကြတာပေါ့နော်အဲ့တော့အဲ့အချိန်တွေရှိပါတယ်လို့အဲ့တော့အခုကတော့ဘယ်လိုဖြစ်မလဲဆိုတော့ဟိုအခြားသောနေရာတွေမှာပေါ့နော်နေနေရာတွေမှာကျွန်တော်တို့ အဲတင်ကြားရမယ့်အခြေအနေမျိုးတွေဖြစ်တာပေါ့နော်ဟိုကရင်ကရင်ဘက်မှာလည်းဟိုဓာတ်ပုံတွေတွေ့ပါလိမ့်မယ်နော်ဟိုဆရာတို့လည်းဒီတော်တော်တော်အုပ်တွေထဲမှာတစ်ပင်တွေကြားထဲမှာစာသင်ခန်းဖွင့်ဖွင့်ရတယ်ဆိုတာမျိုးပေါ့အဲ့လိုအခြေအနေမျိုးတွေနဲ့တော့ကျွန်တော်တို့တွေအဲ ကလေးတွေရဲ့ကျွန်တော်တို့ပညာရေးနောက်မကျဖို့တော့ဒါဆက်သွားမယ်အနေထားမျိုးရှိတယ်ဒါပေမဲ့လည်းအဲ့ဒါတွေကအင်မတန်မှခုနကဆရာကြီးဒေါက်တာစောဘီဆိုပြောသလိုပဲကိုယ့်အသက်အန္တရာယ်ကတော့ပထမဦးစားပေးဖြစ်တဲ့အတွက်ကြောင့်မလို့အသက်အန္တရာယ်လုံခြုံမှုဆိုတဲ့ဟာကိုဦးစားပေးအနေနဲ့ဆောင်ရွက်ဖို့လည်းပဲကျွန်တော်တို့ဒါညွှန်ကြားဆောင်ရွက်နေတာရှိတယ်ပြီးရင်စာတင်ကျောင်းတိုင်းအဲစာတင်ကြောင်းဆိုတာဟိုကြောင်းမယ်လို့တော့မဟုတ်တော့ဘူးပေါ့နော်စာတင်မဲ့နေရာတိုင်းရဲ့ပတ်ဝန်းကျင်မှာခုနကပြောတဲ့ဘုံခုတ်ချင်းတွေရှိဖို့အဲပြီးရင်ဘုံခုတ်ချင်းဆိုတဲ့ဟာကလည်းဗျဘုံခုတ်ချင်းဘယ်လောက်တူတာတူတာ အဲ့ကလေးတွေကဒါနဲ့ပတ်သက်ပြီးတော့ drill မလုပ်ထားရင်ဘာလို့လုပ်လို့ရမှာမသိဘူးဖြစ်တတ်တယ်အဲ့တော့အဲ့အဲ့ဒါတွေလည်း drill တွေလုပ်ဖို့ပေါ့နော်ဒီဒီဇက်တိုက်လေ့ကျင့်တာတွေကျွန်တော်တို့လုပ်ဖို့နောက်ပြီးရင်ခုနကပြောတဲ့လေးရင်လာပြီးဆိုရင်အချက်ပြတဲ့ကိရိယာတွေဒါတွေဆိုရင်လည်းအမှန်တမ်းပြောရင်ကျွန်တော်တို့မှာအရန်ကိုအဆင့်မြင့်တဲ့ကိရိယာဒဇာပလာတွေမရှိပါဘူး နော်ကိုဘသာကိုပဲကိုနီးကိုဟန်နဲ့ဒီလေရင်ဘယ်ကနေဘလို့တက်လာပြီးပါဒါတွေကိုနတ်ဘော့တရားနဲ့ချိတ်ဆက်ပြီးတော့လေရင်လာပြီးဆိုရင်လည်းလော်ကြီးတွေနဲ့អော်ရတာမျိုးစပီကာကြီးတွေနဲ့អော်ရတာမျိုးဒါမျိုးတွေလည်းလုပ်နေတာတွေရှိပါတယ်အဲ့တော့ဒါတွေကိုလည်းပဲအဲဒီထက်ပိုတိုးပြီးတော့ပေါ့နော်လုပ်ဖို့နောက်ပြီးတော့အသိပညာပေးတဲ့ကိစ္စတွေပေါ့နော်ကျွန်တော်တို့အခု NUG ကလည်းပဲအဲကျွန်တော်တို့အသိပညာပေးအဟိုကာတွန်းလေးတွေဒါလေးတွေလည်းပဲထုတ်နေတာတွေလည်းရှိပါတယ်နော်ဒါမျိုးတွေလည်းပဲဇက်တိုက်တော့ဆက်လုပ်သွားဖို့တော့ရှိပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်ဒီ ပြီးခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းမိထားတဲ့စစ်ကောင်စီဘက်ကတမမူရဲ့နောက်ဆုံးအခြေအနေနဲ့ပြီးတော့ကျွန်တော်ဒီကရင်ပြည်ဘက်မှာပေါ့လေစစ်တုံးမန်းတွေကိုစစ်တုံးမန်းလို့မထားဘဲနဲ့အာမင်္ဂလာဆောင်ပေးတာတွေလုပ်နေကြတယ်ဆိုပြီးတော့အဲ့ဒီအပေါ်မှာတော်တော်ကြီးကိုဝေဖန်ပြောဆိုနေကြတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေဆိုတော့တစ်ဖက်ကစစ်တပ်ဘက်မှာကြတော့တော်လိုင်းရဲရဲဘော်တွေကိုမိတဲ့အခါမျိုးမှာရဲရဲဆက်ဆက်အာတတ်လိုက်ကြတယ်ပေါ့ဗျာဆိုတော့အဲ့ဒီတော့အယွန်းကြီးရဲ့စစ်တုံးမန်း မူဝါဒကရောဘလို့အခြေအနေမျိုးရှိထားလဲခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟိုပါ MOD မှာကျွန်တော်တို့ရဲ့ကာကွယ်ရေးဝန်ကြီးဌာနမှာဒီစစ်တုံမှန်ဆိုင်ရာလုပ်ငန်းလမ်းညွှန်ဆိုပြီးတော့တရားရှိပါတယ်။เนาะအဲ့အဲ့ထဲမှာဆိုရင်ဒါကကအလူခွင့်ရေးချိုးဖောက်မှုတွေမဖြစ်ဖို့တော့ဒါလည်းဒါလည်းကျွန်တော်တို့က ထားရတာပေါ့နော်ခုနကဒါပေမဲ့လည်းအရင်တက်တက်တက်တာတော့လည်းထားလို့တော့မရပါဘူးကျွန်တော်တို့စစ်တုံမန်းဆိုရင်လည်းစစ်တုံမန်းအလျောက်ပေါ့နော်အဲကျွန်တော်တို့ဟိုထားဖို့တော့ကျွန်တော်တို့လိုအပ်ပါတယ်နော်အဲ့ထဲမှာဆိုရင်ခုနကသူတို့ကတက်ဖြတ်တာမလုပ်ရဘူးအဲတမင်တက်တက်နှိမ့်ဆက်ညှင်းပန်းတာမျိုးကျွန်တော်တို့မလုပ်ရဘူးပြီးတော့လူတိတ်ခါနဲ့အညီပြုမှုဆက်ဆံရမယ်ဆိုတာမျိုးတွေပါတယ်လို့ခုနကဘလို့ထိမ့်သိမ်းထားမလဲပေါ့ဘလို့ဘလို့ပုံစံမျိုးနဲ့ထိမ့်သိမ်းထားရမလဲဆိုတော့အချက်တွေလည်းပဲအဲ့စစ်တုံမန်းဆိုင်ရာလုပ်ငန်းလမ်းညွန်တွေမှာဒါပါပါတယ်ဗျနော်အဲ့တော့ဆိုလိုတာကအာကျွန်တော်တို့ ယောက်ျားမိန်းမဆိုရင်လည်းဟိုဟာဖြစ်လို့မရပါဘူးဟိုခွဲထားမှာပေါ့နော်ယောက်ျားတက်တက်မိန်းမတက်တက်ကျွန်တော်တို့ဒါခွဲထားရမယ့်အခြေအနေမျိုးဒါတွေလည်းရှိပါတယ်အဲ့မှာမှခုနကမြေပြင်မှာတော့တချို့အခက်ခဲတွေပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီကျွန်တော်တို့မှာပြဿနာအကျဉ်းတောင်လုံလောက်လောက်ရှိမနေဘူးပေါ့နော်အကျဉ်းတောင်လုံလောက်လောက်ရှိမနေဘူးရှိမနေတဲ့အတွက်ကြောင့်မလို့ဒီဒီဒီလူတွေကိုထားတဲ့အခါမှာတချို့တချို့နေရာတွေမှာဆိုရင်အဲ့လိုမျိုး အာထိတ်တုံးနေနဲ့လောက်တာတခါထားတာမျိုးနောက်ပြီးတော့ခြေချင်းနေနဲ့ထားရတာမျိုးဒီဒီအဲ့လိုမျိုးတွေတောင်ကျွန်တော်တို့ရှိခဲ့မှုပါတယ်အရင်တော့ပါเนาะအခုနောက်ပိုင်းတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေအချုပ်ခန်းပေါ့အရင်အကျဉ်းထောင်ပုံစံမျိုးမဟုတ်ရင်တော့မှအချုပ်ခန်းတွေကိုတေးချာချာစီးစနစ်နဲ့အညီစောက်ပြီးတော့လောက်ကင်ဆောင်ရွက်ကြဖို့ဆိုတဲ့ဟာမျိုးတွေလည်းအဲကျွန်တော်တို့ကြိုးတော့ကြိုးစားနေပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ဘလို့မှ ဟိုအပြင်ဟိုထုတ်ပြောလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တည့်ရတဲ့အချိန်ဟိုကောင်တွေကစစ်တပ်ကစစ်တုံးမှန်းနေရဆိုပိုကျဲဒီကောင်တွေကျဲတယ်ဗျ။ ဘုံကျဲတို့ကလက်စဖျောက်ချင်တာဗောနော်လက်စဖျောက်ချင်တဲ့အတွက်ကြောင့်မလို့ဒီစစ်တုံးမန်းနေထားတဲ့နေရာတွေဆိုရင်တို့ကအဲဘုံလာလာကျဲအရှိမလဲဖြစ်စင်နေ၃၄ခုတော့ရှိခဲ့ဘူးပါတယ်။မရှိခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ဒီဒီစစ်တုံးမန်းနေတဲ့တေကျေပျက်စီးရတာတွေလည်းကျွန်တော်တို့ရှိမှာအရှိနေတာတွေဖြစ်ပါတယ်။အဲ့တော့ဒီကုနာကအင်းတော်မှာမိထားတဲ့တတ်မှတ်မှုဆိုရင်လည်းပဲအဲသူ့ကိုကျွန်တော်တို့လက်ရှိစုံစမ်းစစ်ဆေးမေးမြန်းနေတဲ့ကိစ္စတွေမပြည့်ပြတ်သေးဘူးကျွန်တော်တို့ထပ်မေးနေတော့မှာပဲ။နော်အဲ့တော့သူ့ သူကစစ်တုံ့ပန်းဖြစ်တယ်အဲ့တကြောင့်မလို့သူ့ကိုစုံစမ်းစစ်ဆေးမေးမြန်းမှုကြောင့်ပေါ်ပေါက်လာမှုပေါ်မှာမူတည်ပြီးတော့အဲ့ဒီပေါ်မှာသူကတရားရင်ဆိုင်ရမှာဖြစ်တယ်ပေါ့နော်အဲတရားရင်ဆိုင်ရမှာဖြစ်တယ်အဲ့တော့အဲ့တော့ကျွန်တော်ကဘာဟိုဟိုဒီမှာဖြည့်ပြီးပြောချင်လဲဆိုတော့ဒီစစ်တုံ့ပန်းတွေရဲ့ definition ထဲမှာနော်ကျွန်တော်တို့ပြည်သူ့ရင်ခွင်ခေလုံတဲ့သူတွေဆိုဒါမပါဘူးဗျာနော် ပြည်သူ့ရင်ခွင်ကိုကျွန်တော်တို့တော်လန်ရင်အင်အားစုတွေနဲ့ကြိုတင်ဆက်သွယ်ပြီးတော့ပြည်သူ့ရင်ခွင်ခေလုံလိုက်ပြီဆိုရင်ဒါဒီလူကစစ်တုံ့ပန်းမဟုတ်တော့ မတူပါသူ့မှာရရှိတဲ့အခွင့်အရေးတွေရှိတယ်။တရားတစ်ခုကတော့ဆက်ဆက်ချင်းကိုပဲလက်နက်ဒီခဲရန်တွေပါလာရင်ဒီဟာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ငွေကြေးတစုံတရာကျွန်တော်တို့ပေးတာရှိတယ်။အဲ့ဒါဒီအပြင်ပေါ့နော်။အခြားခံစားခွင့်တွေလည်းကျွန်တော်တို့ NUG မှာရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ NUG မှာဆိုရင်ပြည်သူ့ရင်ခေါ်လုံရဲ့အစီအစဉ်အကောင့်ထဲပေါ်မှုကောမဒီဆိုပြီးတော့ကျွန်တော်တို့ဝင်းချုပ်ကြီးကိုတော့ဥဆောင်ပြီးဖွဲ့ထားတာရှိတယ်ပေါ့နော်။အဲဒါဆိုရင်တို့တွေကပြည်သူ့ရင်ခေါ်လုံပြီးဆိုရင်တို့တွေကပြည်သူ့သားကောင်းအဖြစ်အသိမှတ်ပြုခံရမယ်။အဲတို့အရင်တုန်းက ရခဲ့ဘူးတဲ့ဒီဘာခေါ်လဲဒီပင်စင်တို့เนาะဒီအခြားသောရပိုင်ခွင့်တွေဒါတွေကိုလည်းပဲကျွန်တော်တို့ကဆက်လက်ပြီးတော့အာမခံမယ်ပြီးရင်သူတို့ရဲ့မိသားစုတွေရဲ့လုံခြုံရေးတွေကိုလည်းကျွန်တော်တို့ကအာမခံတယ်အစသဖြင့်ပေါ့เนาะဒီလိုမျိုးရပိုင်ခွင့်တွေကျွန်တော်တို့ရှိတယ်အဲ့တော့ပြည်သူရင်ခိုလုံကြစေခြင်း ਨੇ ပြီးရင်ဖယဲသည်ဖယဲသည်တွေဆိုရင်လည်းပဲကြိုပြီးတော့ sorry ဖယဲသည်တွေဆိုလည်းစစ်တုံ့ပန်းထဲမှာစီးရင်ထဲမှာမပါဘူး တော့ကျွန်တော်တို့အခုအခုမိပြီဆိုရင်တော့ညာအရင်တော့ဖယဲသီးလုတ်ခဲ့တဲ့အချက်လက်တွေအထောက်ထားတွေကျွန်တော်ပြနိုင်ပြီဆိုရင်ဒီလူကစစ်တုံမှာမဖြစ်တော့ဘူးပေါ့။နောက်တော့ဖယဲသီးတွေအနေနဲ့လည်းကျွန်တော်တို့ဆောင်ရွက်လို့ရတယ်။နောက်ပြီးစောစောစီးစီးအလံပြူထောင်တာပေါ့။ဟိုပြည်သူလူထုကိုအဲပြည်သူပြည်သူလူထုကိုကာကွယ်နေတဲ့ဒေါ်လာရင်းအင်အားစုတွေကိုဒီဒီတောက်လျှောက်ဟိုပြစ်ခတ် တတ်ဖြတ်နေပြီးတော့မှနော်နောက်ဆုံးမနိုင်တော့ဘူးဆိုတော့မှလက်နက်ချတယ်ဆိုရင်ဒါစစ်တုံမှန်ပဲ။ အဲ့လိုမဟုတ်ဘဲနဲ့လာပြီးတော့ကျွန်တော်တို့ဆိုရင်ဗျာအခုနောက်ပိုင်းတချို့စကန်နေဆိုရင်ကျွန်တော်တို့မတိုက်ခင်တည်းမှာကြိုပြီးអော်အောင်ရှိတယ်လက်နက်ချလက်နက်ချဆိုပြီးတော့เนาะအဲ့တော့စောစောစီးစီးဘာမှတနတ်မဖောက်ဘဲနဲ့ကျွန်တော်တို့အဲစောစောစီးအလံဖြူထောင်းပြီးဆိုရင်လည်းပဲဒါကျွန်တော်တို့တချို့သောရပိုင်ခွင့်တွေကျွန်တော်တို့ရှိနေတာဖြစ်တယ်ပေါ့เนาะအဲ့တော့စစ်တုံ့ပန်းအဖြစ်နဲ့အဖမ်းခံရပြီဆိုရင်တော့ခုနကပြောတဲ့အဲတတ်တော့အတတ်မခံရဘူးအဲဒါပေမဲ့လည်းစစ်တုံ့ပန်း နေရဲ့အနေထားမျိုးနဲ့ပဲကျွန်တော်နေရမှာဖြစ်တယ်လို့ကိုကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးတော့လည်းထိရောက်တယ်ကျွန်တော်တို့ဒါဒါပြစ်ဒဏ်တွေကိုလည်းဒါခံရမှာဖြစ်တယ်နောက်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကတော့လွတ်ပြေးလို့မရအောင်စစ်တုံးမှန်းဆိုရင်တော့စစ်တုံးမှန်းဆိုရင်တော့ကျွန်တော်တို့ထိန်းသိမ်းထားမှာဖြစ်တယ်အဲ့တော့အဲ့လိုထိန်းသိမ်းထားတဲ့အချိန်မှာစစ်တပ်ဘက်ကဘုံလာခြင်းရယ်လည်းပဲဒါဒါအသက်အသက်အန္တရာယ်ဆုံးရှုံးရနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလက်ရှိလည်းပဲကျွန်တော်တို့ရှိဖို့ ပြည်သူ့ရင်ခေါ်လုံတာတွေအလံဖြူပြတာတွေအများကြီးကျွန်တော်တို့ဝင်လာတာရှိတယ်အခုဆိုပြည်သူစစ်လို့ပဲသူတို့ပြည်သူစစ်လို့သူတို့ခေါ်နေတဲ့ဒါအဓမ္မစစ်သားစုဆောင်ခံရတဲ့သူတွေဆိုရင်လည်းပဲလက်နက်တွေယူလာတယ်တချို့ဆိုလည်းတပ်ထဲမှာပုံကန်ပြီးတော့ကျွန်တော်တို့ထွက်လာတယ်ဒါမျိုးတွေနဲ့ကျွန်တော်တို့အများကြီးတော်လိုင်းအင်အားစုတွေကစောင့်ရှောက်ထားတာတွေလည်းအများကြီးရှိပါတယ်အဲ့လိုကြောင့်မလို့စစ်တပ်ထဲကအဲဒီအချက်စစ်ဒီဒီလူတွေအကုန်လုံးကိုကျွန်တော်တိုက်တွန်းနေတာတော့စောစောစီးစီးပြည်သူ့ရင်ခေါ်လုံမှာဖျဲသည့်အဖြစ်နဲ့တော်လိုင်းကိုကူညီပါအကယ်လို့များတော်လိုင်းအင်အားစုတွေနဲ့ထိတ်တဲရင်ဆိုင်တွေ့တဲ့အခါမှာလည်း ပြန်ပြီးတော့ပြစ်ခတ်တာမျိုးမလုပ်ဘဲနဲ့စောစောစီးစီးအလံဖြူပြပြီးတော့အဲကျွန်တော်တို့အဲလက်နက်ချကြပါဆိုတော့တိုက်တွန်းနေပါတယ်ဗျဟုတ်ကဲ့ပါကိုဟုတ်ကဲ့အာဒါကတော့နောက်ဆုံးမေးခွန်းပါအခုလက်ရှိအစစ်ကောင်စီဘက်ကသူတို့ဘက်ကနေပြီးတော့ရွေးကောက်ပွဲကိုလုပ်ဖို့အတွက်ပြင်နေပြီဆိုတော့အဲ့ဒီဟာအတွက် NGO အနေနဲ့ကရောအာဘလို့စီမံချက်တွေနဲ့တုံ့ပြန်နေတယ်လေအဲ့ဒီရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့ အဲသူတို့စတက်ဘက်ကအသိန်းခံထားရတဲ့မျိုးတွေကိုပြန်သိမ်းဖို့ဆိုပြီးတော့အာဒီတော်လိုင်းကြီးဘက်တွေကိုထိုးစစ်ဆလာတာမျိုးတွေလည်းရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဓာတ်တွေကိုဘလို့စီမံချက်တွေနဲ့အတုံပြန်ဖို့ရှိနေပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒီရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲလို့ပြောရင်ကျွန်တော်တို့ကတခါတခါကျတော့ဟိုအကြံဖတ်ဆေးအုပ်စုကလုံမဲ့တရားမဝင်အတူရောက်အတူရောက်ရွေးကောက်ပွဲကိုကျွန်တော်တို့ကလက်မခံဘူးလို့ပြောကြတဲ့အခါမှာ တချို့ကဘလို့စိတ်ကပ်လဲဟာဒီကောင်းနေရွေးကောက်ပွဲဘာလို့လက်မခံတာလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးစိတ်အဲ့ဒါအဲ့ဒါကအင်မတန်မှမှားရင်းတဲ့စိတ်ကပ်မှုပေါ့နော်ကျွန်တော်တို့တွေကဒီတော်လန်ရေးဆက်ဆက်လုပ်ခဲ့တာတွေကဒီလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ရွေးကောက်ပွဲတွေပေါ်ပေါက်ဖို့ဆိုပြီးတော့ကျွန်တော်တို့တွေတော့အသက်သွေးချွေးပေါင်းများစွာကျွန်တော်တို့တောက်လျှောက်တော်လန်ရေးဆက်ဆက်မှာစတေးခဲ့ကြရတယ်ရွေးကောက်ပွဲဆိုတဲ့စနစ်ကိုကျွန်တော်တို့ကမငင်းဘူးရွေးကောက်ပွဲဆိုတာကိုကျွန်တော်တို့ကလက်ခံတာပေါ့ဒါပေမဲ့အခုကိစ္စအဲ့ရွေးကောက်ပွဲဘယ်သူလုပ်မှာလဲ နော်အဲ့တော့ကျွန်တော်တို့မှာရွေးကောက်ပွဲရလက်လည်းရှိပြီးသားလေနော်ရွေးကောက်ပွဲရလက်ရှိပြီးသားဟာယူကို तू မကြိုက်လို့ तू ကဖြတ်ပြစ်တယ်ပြီးတော့မှနောက်ထပ် तू ဘာသာ तू तू သူ့စိတ်တန်းကြ तू ပြန်လုံမယ်ဆိုပြီးတော့လုံတာလေနော်အဲ့တော့ကျွန်တော်တို့ကလုတ်တဲ့လူကလည်းပဲဒါပြည်သူလူထုကိုနော်ကျွန်တော်တို့အမတန်းမှညှင်းပန်းနှိပ်စက်တတ်ဖြတ်နေတဲ့စိတ်ကောင်းဆောင်လေနောက်ပြီးတဲ့အခါမှာဒီနိုင်ငံတကာဥပဒေနဲ့တရားစွဲဆိုခံရတဲ့ဝရမ်းကြီးတွေနောက်ပြီးတော့နောက်ပြီးတော့မြန်မာနိုင်ငံမှာကရှိတဲ့ပြည်သူလူထုကဘာမှ legitimacy ပေါ့နော်တရားဝင်မှုမပေးအပ်ထားတဲ့နော်အာဏာလုတဲ့အဖွဲ့အစည်း ဖွဲ့စည်းပေါ့နော်အဲဒီလိုအဖွဲ့အစည်းကလုပ်တဲ့ရွေးကောက်ပွဲမှုလို့ဒါတရားမဝင်အတူရောရွေးကောက်ပွဲဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့ကဒါစန့်ကျင်ကြတာဖြစ်တယ်ပေါ့အဲဒီနေရာမှာလည်းကျွန်တော်ဆိုလိုတာကဒီတရားမဝင်အတူရောရွေးကောက်ပွဲမှာမဟုတ်ဘူးဒီအကြမ်းဖက်စစ်တပ်ကဘာဘာလုတ်လုတ်ကန်ဆောင်ရွက်မှုတွေမှန်သမျှဟာဒါဘာမှတရားဝင်မှုမရှိဘူးဒါတွေအကုန်လုံးကျွန်တော်တို့ကစန့်ကျင်ပါပဲ အော်ဒီရွေးကောက်ပွဲကြီးကိုတော့တီးကတီးကြကျွန်တော်တို့အနေနဲ့ဒါကျွေတူတူဆန့်ကျင်နေတဲ့အခြေအနေမျိုးမဟုတ်ဘူးဒီစစ်တပ်ကြီးတစ်ခုလုံးဒါပြုတ်ကြဖို့ပေါ့နော်ပြုတ်ကြဖို့ဖက်ဆစ်စစ်တပ်ကိုကျွန်တော်တို့အမြင့်ဖြတ်နိုင်မှုဆိုတော့အစိတ်ဟိုဟာညီမန်းချက်နဲ့ကျွန်တော်တို့ဒါလုပ်နေတာဖြစ်တယ်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုထူထောင်နိုင်မှုကိုလုပ်နေတာဖြစ်တယ်ပေါ့နော်ဒါကိုတော့ပထမအနေနဲ့ကျွန်တော်တို့ကတော့ပြောချင်တယ်အဲအိမ်မှာမှဘုနာကဆရာပြောသလိုပဲတေးကြတယ်ဒီကောင်းနေကဒီတရားမှန်တွေ့အောင်ရွေးကောက်ပွဲမတိုင်ခင်မှာရက်ဆက်ကြမ်းကြုတ်မှုတွေကိုစတဲ့တဘူသူတို့တိုးပြီးတော့လုပ်လိမ့်မယ် ။အဲ့လိုလှုပ်ဖို့လေသူတို့ဘက်ကပြင်ဆင်နေတာရှိတယ်လို့တစ်ဖက်မှာလည်းအဲ့လိုမျိုးသူတို့ဘက်ကညံပန်းနှိပ်ဆက်တက်ဖြတ်တာတွေကိုကျူးလွန်ပြီးရင်တစ်ဖက်မှာလိန်လိန်ဖို့ညာဖို့ရန်ရာယူလေဒါတော်တော်လေးကိုပတ်စံအကုန်ကြခံပြီးတော့ human resource က financial resource ကိုတုံးပြီးတော့တိဆောက်ထားတယ်လို့ကျွန်တော်တို့မြင်တယ်နော်ဘာလို့လဲဆိုတော့ဒါဒီရပိုင်းဆိုအရင်တည်တာတယ်ဒီအိုးတိန်တွင်ကျေးရွာဘုံကျဲခံရတဲ့ကိစ္စဆိုရင်သူတို့ဘက်ကဒီဒီဟိုပါစစ်လော်ဘီတွေပေါ့နော်စစ်လော်ဘီတွေကတကယ်ကိုအင်နဲ့အားနဲ့နော်ကွန်မန့်တွေဝင်ရေးတာတွေနော်နောက်ပြီးတော့ဒီ ပြောင်းလဲပြောင်းစားလုပ်တာတွေဒါတွေကိုကျွန်တော်တို့အရင်မြင်နေရတယ်ပေါ့နော်ပြောချင်တာကဒါကသူတို့တရားမဝင်တူအောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေမှာအဲ့ဒါလည်းပါလိမ့်မယ်အဲ့တော့တရားမဝင်တူအောင်ရွေးကောက်ပွဲအတွက်သူတို့တွေအဲဒီခုနကစစ်ကြောင်းထိုးတာတွေပြည်သူတွေကိုဥတီပြီးတတ်ဖြတ်တာတွေနောက်ပြီးတစ်ဖက်မှာလည်းအလိန်အညာတွေနဲ့ဒီသတင်းမှန်တွေကိုဖုံးကွယ်တာတွေဒါတွေကိုတောက်လျှောက်ကျွန်တော်လုတ်သွားဖို့ရှိပါလိမ့်မယ်အဲ့တော့ရှိတဲ့ဟာကိုတော့ကျွန်တော်တို့ကပြည်သူကိုကာကွယ်မဲ့ကိစ္စတွေလည်းတစ်ဖက်ကလုတ်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ရည်မှန်းချက်အတိုင်းပဲတရားတစ်ခုကတော့သူတို့ရဲ့ တို့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲလုံနိုင်တဲ့နယ်မြေတွေကိုတဖြည်းဖြည်းနဲ့ကြုံ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 တော့ကျွန်တော်တို့ဒီဘက်ကစီရေးရကျွန်တော်တို့ပို့ပြီးတော့ဖိအားပေးပြီးတော့မြို့သိန်းစခန်းသိန်းနေတယ်ဒါတွေလည်းဆက်ပြီးတော့လှုပ်သွားဖို့ကျွန်တော်တို့ရှိတယ်အဲ့လိုပဲနိုင်ငံတကာကနေလည်းเนาะဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲကိုအမှန်တိုင်းသိမြင်ပြီးတော့နိုင်ငံတကာကလက်မခံအောင်လည်းပဲကျွန်တော်တို့နိုင်ဟိုဒီနိုင်ငံသားရေးဝန်ကြီးဌာနအပါအဝင်ခြားသောဝန်ကြီးဌာနတွေရာနေအစဉ်ဒါတွေလည်းဆောင်ရွက်သွားဖို့ကျွန်တော်တို့ရှိတယ်ပြီးရင်ကျွန်တော်တို့စုံမထင်းချုပ်နယ်မြေတွေမှာတော့တည်ကြတယ်လှုပ်လို့မရအောင် အဲ့လိုပဲတချို့ gray area တွေရှိတယ်ကျွန်တော်တို့အပြေအဝဆုံးမထားတာမျိုးမဟုတ်ပေမဲ့အာသူလည်းအပြေအဝမဆုံးမကိုလည်းအပြေအဝမဆုံးမနိုင်တဲ့ gray area မျိုးတွေရှိတယ်ဒီလို area တွေမှာဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲကိုလုပ်ဖို့အဲစ조사လာတဲ့ကိစ္စမျိုးတွေဆိုရင်လည်းဒါကျွန်တော်တို့ကဒါမတရားတင်လဲအကြမ်းဖက်အဖွဲ့တွေဖြစ်နေအခြေညာထားပြီးသားဖြစ်တယ်ဒီရွေးကောက်ပွဲ commission အပါဝင်ပေါ့အဲ့တော့ဒါဒီလိုကိစ္စတွေဆောင်ရွက်လာရင်လည်းကျွန်တော်တို့ကတော့အဲအစိုးရတရအနေနဲ့ဖန်ဆီးတာအမှုဖွင့်ပြီးတော့အရေးယူတာတွေဒါတွေကိုလည်းကျွန်တော်တို့ဒါဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာအနေနဲ့လည်း ဒီစစ်တပ်လုံးမဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာတေးကြတယ်ဒါဟာထွက်ပေါက်လည်းမဟုတ်ဘူးဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲသူတို့အဖြစ်ပေါ့နော်သူတို့ဒီဖိုတိုပေါ်လက်တဲ့ပေါ့ဓာတ်ပုံလေးတွေရိုက်ပြီးတော့လုံလိုက်ရင်လည်းပဲကျွန်တော်တို့ရဲ့တော်လန်ကြီးကရက်သွားမှာမဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးကပြောင်းလဲသွားမှာမဟုတ်ဘူးနော်အဲ့တို့ကြောင့်မလို့ကျွန်တော်တို့ကဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲကိုလက်မခံမင်းနဲ့ပေါ့နော်တကယ်မှန်ကန်တဲ့အဖြစ်ထွက်နိုင်တဲ့အခြားသောနီးနာတွေကိုဒါစဉ်းစားကြဖို့လည်းကျွန်တော်တို့နိုင်ငံတကာကိုတိုက်တွန်းလိုပါတယ် ဟုတ်ကဲ့ပါကိုဟုတ်ကဲ့အခုလိုမျိုးဒါကျွန်တော်တို့သိချင်တာလေးတွေကိုဖြည့်ချားပေးတဲ့အတွက်ရောင်ခစ်တက်ကနေကိုနေဘုံလက်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်ကိုကြည့်ရှုပေးတဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ